be peaceful ချန်တန်းနေပြီးတော့မှပြန်လဲကြိုဆိုပါရဲ့ရှင်။ရှင်ဖျားယနေ့တိတင်းကနေနေဖြစ်တဲ့အတွက်တင်းကနေနေမှာမင်္ဂလာတုကိုရွဖတ်ရေးမြတ်စွာဘုရားပူဇော်ပါမည်ရှင်ဖျား။၎င်းသောမင်္ဂလာတုကိုရွဖတ်ပူဇော်မည်အကြောင်းမင်္ဂလာတုဤမြတ်မပါရာပြန်ကိုလည်းရွဖတ်ရေးမြတ်စွာဘုရားပူဇော်ပါမည်ရှင်ဖျား။ นโมตัตตาปะกวะโตอรหะโตดัมมันดัมโมตัตตานโมตัตตาปะกวะโตอรหะโตดัมมันดัมโมตัตตานโมตัตตาปะกวะโตอรหะโตดัมมันดัมโมตัตตายามิงกลันตัตตาเตหิสิงเดียนตุตติวกา တူတာနန်နန်တိကစန်တီအထသိန်တင်းစမင်္ဂလာတိတိတန်ဒေဝဒေဝီနာတပ္ပပပဝိနာတနံတပ္ပလောကဟိတတယမင်္ဂလန္တံပနာမဟိဧဝမေတုတံဧကံတမယံဘဂဝါတဝတိယံဝိဟရတိစေတဝနေအနာထ ปิงติกตาอารามีอัตราขออัญญตราดีวดาอเปกันตายะยันติยมอเปกันตาวันนามกิวลากัปปันสีตาวันนามอปาติตวาเยนาปะกวาตินุปาติงกามี อุปาติงกามิตัวาปะกวันจาอเปวาติตวาอิกามันจาอัฏฐาติ 一嘎曼丹地达科达迪瓦达，贝格文丹嘎达亚埃萨巴迪，巴胡迪瓦曼诺达萨，明格拉尼阿辛迪尤，阿金嘎玛纳杜塔南，尤希明格拉穆德曼，阿迪瓦纳萨巴拉南，班地达尼萨迪瓦纳。 บุษาสะบุษณียานามเอตัมมิงลาะมุตเมมปติยุปติตาวะตสะปุปิสะกตาปุญญาตาอัฏฐธรรมะปณิติสะเอตัมมิงลาะมุตเมมปะหุติสินสะติปินสะวินิโยสะตุติงคิโตตุปาติตาสะยาวาสะ เอตัมมิงคลามุตมันมาตาปิตุอุปตะนังปุตตะตาลตตะติงกะหออนาคุลาสะกัมมันตาเอตัมมิงคลามุตมันตาเนสะตมะสริยาสะญาตกาเนสะติงกะหออนาวุสานิกัมมันนิเอตัมมิงคลามุตมัน อารติวิรติปะปามิสปานาสะตัญญมอปะมตอสะตมิตุเอตัมมิงกละมุตตมันกาลวสะนิวาโตสะตันโตติสะกติญุตังกาลีนะธรมมตาวนัมเอตัมมิงกละมุตตมันขันติสะโตวะสะตตา ดามนาเนินสะตัดดานันกาลีนะตมาตากินสะเอตันมิงกลเมุตมันตปอสะตมะสรียินสะอริยตสานาตัดดานันนิปันนาติสิกิริยาสะเอตันมิงกลเมุตมันพุทธะโลกาตมิหิสิตัยยตะนักกัมปติ อาตกันวิรสังคีมันอิตาัมิงกลามุตตมันอิตาติตานิกัตวานะตัปปะตะมะปราสิตาตัปปะตะตุเตงกิสตันติตันติตัมมิงกลามุตตมันมิงกลาตุตันนิทิตันบาพยาตาตุตาตุ တာတူပါဖရာမင်္ဂလာတုတ်ကိုပူဇော်တဲ့နေရာမှာအချက်15ချက်ရှိပါတယ်အဲ့15ချက်အပိုက်လိုက်တိုင်းမြန်မာလူပါတာပြန်ထားတဲ့ဟာကိုကျမပြန်ပြီးများဝေပါတယ်ရှင်နံပါတ်1ချက်ကနမီတိတရားတီမင်္ဂလာတရားနီဟူ၍လူနှင့်နတ်တို့တီ၁၂နှစ်တိုင်တိုင်တွေးခေါ်ကြတော်လဲ ဖြေမှန်မရခဲ့ကြပြီစီးပွားချမ်းသာခြင်း၏အကြောင်းမှန်ဖြစ်တော့မင်္ဂလာတရားပေါင်း38ပါးရှိလိမ့်မည်ဟု၍လည်းမိသူများမတိမြင်နိုင်ခဲ့ကြပြီနံပါတ်1လူတယောက်စီတယောက်စီထက်တော်၎င်းတန်ပေါင်းများစွာတော်လူသားအလုံးတို့ထက်၎င်းနှစ်တပါးစီတပါးစီထက်၎င်းနှစ်အလုံးထက်၎င်း တလွန်မြင့်မြတ်တော်မူသောမြတ်စွာဘုရားသည်လောကအကျိုးကိုရှေရှုလျက်မင်္ဂလာတရား38ပါးကိုထုတ်ဖော်ဟောကြားခဲ့တော်မူပါ၏မင်္ဂလာတရားသည်လူမှုသူစရိုက်တရားကိုပယ်ဖြောက်တတ်၏ယခုခါသူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည်ထိုမင်္ဂလာတရားတော်မြတ်ကိုရပ်ဖတ် ุโสจาปากงสุนับแตโตปัทมาตังกายนาเปโรจีอีอกตาพิตโตมุโดมหากตตปะอชินพยาอิมิงกลาตุโตกุอจโนอันนันดาติ นางดอมเนสวาเพยาธรรมะไตยัยอิโดจานาไลนายาปาอีมาตาไลยาปาอีสังทาไลยาปาอี အခါတပား၌မြတ်စွာဘုရားသည်တာဝတိပီစေတဝန်ကျောင်းတော်၌တည်တင်းသုံးနေပါသည်စေတဝန်ကျောင်းသည်အနာတပိန်တထေးကြီးဆောက်လုပ်လူတန်းထားတော်နှလုံးမွေ့လျော်ဖွယ်ကောင်းသောကျောင်းတော်ကြီးဖြစ်သည်တညတ၌ညဥယံလွန်၍တကောင်ယံအရောက်တွင်အမျိုးအမိမထင်ရှား မတိတာတော့နှစ်သားတပားရောက်လာသည်ဒူဒီအလွန်နစ်လို့ဖွဲ့ရုပ်အစင်ရှိသည်စီတဝန်ကြောင်းတိုက်တစ်ခုလုံးကို သူဤကိုမအယောင်ဝါဖြင့်ထွန်းလင်းစီသည်ဤတို့ထွန်းလင်းစီပြီးနောက်မြတ်စွာဘုရားတခင်ရှိရာသို့ချင်းကပ်လာသည်မြတ်စွာဘုရားကို အလွန်ယိုသေးလေးမျက်ရှိခိုးပါ၏ ရှိခိုးပြီးသည့်နောက်တင့်အပ်လျှောက်ပတ်သောနေရာ၌မတည့်ရနေပါသည်ယင်းတို့နေရာယူပြီးမှထိုနှက်သားသည်မြတ်စွာဘုရားကိုဤကဲ့သို့ကာထဖြင့်နားတော်လျှောက်ပါသည်နံပါတ်၄ဖုံးတော်ကြီးမြတ်လာတော်မြတ်စွာဘုရားနတ်ပေါင်းတို့တိ၎င်းလူပေါင်းတို့တိ၎င်း စင်ကြယ်စွာသောနိဗ္ဗာန်ချမ်းသာကိုလိုချင်ကြသည်တောင့်တကြသည်ဖြစ်ပါ၍မိတိတရားသည်စီးပွားချမ်းသာခြင်း၏အကြောင်းဖြစ်သောမင်္ဂလာတရားတော်ဖြစ်ပါသလဲဟု၍၁၂နှစ်တိုင်တိုင်အချိန်ယူပြီးစဉ်စားတွေးခေါ်ကြံစားခဲ့ကြသည်ဖရာယင်းတို့ကြံစီတွေးဆကြပါတော်လေမင်္ဂလာတရားမှန်ကို မိသူများသွေးကြံ၍မတိနိုင်ကြပါဖျာတို့အတွက်ကြောင့်မင်္ဂလာတရားဟုသည်မိတိတရားဖြစ်ကြောင်းအရှင်ဖျာကစတင်ထုတ်ဖော်၍ဟောကြားတော်မူပါဖျာနံပါတ်5အိုနတ်တာသူမိုက်ကိုမမီဝဲမစည်းကတ်ခြင်းပညာရှိသူကိုမီဝဲစည်းကတ်ခြင်း ပူဇော်ထိုက်သူကိုပူဇော်ခြင်းဤတရား၃ပါးကိုမြတ်တော်မင်္ဂလာဟု၍သင်မှတ်သားလော့နံပါတ်6အိုနတ်တာတင့်တင့်လျောက်ပတ်တော်အယက်သေးတာ၌နေခြင်းရှိပွားကပြုခဲ့ဘူးတော်ကောင်းမှုရှိခြင်းမိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းစောင့်တည်ခြင်း ဤတရား၃ပါးကိုလည်းမြတ်တော်မင်္ဂလာဟု၍သင်မှတ်သားလော့နံပါတ်9အိုနတ်တာအချားအမြင်ဘ ഹു တုတ္တရှိခြင်းဆက်မှုလက်မှုစသောသိပ္ပံပညာတမြောက်ခြင်းကိုနှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတက်သည့်ဝိနည်းတရားကိုကောင်းစွာတင်ယူခြင်းကောင်းသောစကားကို ပြောခြင်းဤတရား၄ပါးကိုလည်းမြတ်တော်မင်္ဂလာဟူ၍တင်မှတ်သားလောနံပါတ်၈အိုနတ်တာအမိအပကိုလှုပ်ကြွေးပြုစုမွေးမြူခြင်းတားမယားကိုထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်းမိသူကိုမြမထိခိုက်အောင်အလုံမျိုးကိုလှုပ်ခြင်း ဤတရား၃ပါးကိုလည်းမြတ်တော်မင်္ဂလာဟု၏တင်မှတ်အောင်လော့ကျမတို့မင်္ဂလာတုတ်ကိုရပ်ဖတ်ပူဇော်ပြီးပြီဆိုလို့ရှင်မင်္ဂလာတုတ်ရပ်ဖတ်ပူဇော်ရတဲ့အကျိုးကျေးဇူးကိုကျမပြောပြချင်ပါတယ်ရှင်မင်္ဂလာတုတ်ကိုရပ်ဖတ်တရစေ၍လိုက်နာကျင့်ကြံလင်းတဲ့မိတိနေရာမှာနေတည်ဖြစ်စေဘေးအန္တရာယ်ကင်းသည် ရန်သူတို့ကမိမိအားမအောင်မြင်နိုင်မိမိဤဘဝအဆင့်တန်းတည်လေတနေ့ထက်တနေ့တိုးတက်ချမ်းသာလာမည်ဖြစ်ပါသည်အချုပ်အားဖြင့်ဆိုရလင်ရန်ကင်းသည်သူတပားမကောင်းမကြံနိုင်ဘဝအခြေနေကြီးပွားတိုးတက်စေသည်အဲ့လိုမျိုးပြောပြထားပါလေရှင်မင်္ဂလာတို့ရပ်ဖတ်ပူဇော်ရတဲ့ အကျိုးကျေးဇူးများကိုလည်းထမှန်ပြီးတော့မှမြဝေဖက်ပြပူဇော်ပေးထားပါတယ်ရှင် အားလုံးပဲကြားရှိပြီးဝမ်းမြောက်ဝမ်းသာရရှိကြပါစေနှလုံးစိတ်ဝမ်းများအေးချမ်းကြပါစေရှင် ဟုတ်ကဲ့ကျမလေးတမမိတ်ဆွေပေါင်းအားလုံးကိုတနင်္ဂနွေနေ့တိုင်းမင်္ဂလာတုတ်တရားတော်ကို ရွဖတ်ပူဆော်နိုင်ကြပါစေလို့တိုက်တွန်းချင်ပါတယ်ရှင်။မင်္ဂလာတုတ်တော်ကိုရွဖတ်ပူဆော်ရတဲ့အတွက်ကြောင့်ကိုမဘေးအန္တရာယ်ပေါင်းလဲကင်းဝေးပါတယ်။ရန်သူတွေကိုလည်းမိမိကအောင်နိုင်ပါတယ်။ဘယ်ရန်သူမျိုးမဆိုကိုကအောင်မြင်နိုင်မှာဖြစ်တဲ့အတွက်၎င်းပြင်မိမိရဲ့ဘဝအဆင့်တန်းတွေဟာလည်းတစ်နေ့တစ်နေ့ တိုးတက်ချမ်းသာလာမှာဖြစ်ပါတယ်အချုပ်ဆိုရမယ်ဆိုလို့ရှိရင်တော့ဒီမင်္ဂလာတုတ်တရားတော်ကရန်လဲกินတယ်သူတပားလဲမကောင်းမကြံနိုင်ဘူးကိုယ့်ရဲ့ဘဝအခြေအနေလဲကြီးပွားတိုးတက်လာမှာ ဖြစ်တဲ့အတွက်မင်္ဂလာတုတ်တရားတော်ကို အစဉ်အမြဲရွတ်ဖက်ပူဇော်နိုင်ကြပါစေလို့မြတ်တာပို့တာပါတယ်ပိုက်သွန်းလိုက်ပါတယ်ရှင် အလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအချမ်းကြပါစေကပ်ပြီးအပေါင်းမှလည်းကင်ဝေးကြပါစေရှင်ကျမရွတ်ဖတ်ပူဇော်တာမျိုးကျမဖတ်ပြတာမျိုးကိုအကယ်၍စိတ်ထဲမှာအနှောင့်ယှက်ဖြစ်သွားတယ်မကြိုက်မှုတွေဖြစ်သွားတယ်ဆိုလို့ရှင်လေဒီကနေပြီးတော့မှလက်အုပ်ဆဲပြထိတ်မှမိုးပြီးတော့မှ ကြိုတင်လျှောက်တာတောင်းပန်ကြော့ပါရဲ့ရှင်ကျမကမေတ္တာစေတနာနဲ့ပါမတိသေးတော့သူများလည်းတီအောင်ဤကဲ့သို့စေတနာထားပြီးတော့မှရပ်ဖတ်ပူဇော်ခြင်းဖြစ်ပါရဲ့ရှင်အလုံးပဲကျမချမ်းသာကြပါစေလို့မေတ္တာအစဉ်အမြဲပို့တာပါရဲ့ရှင်